ကြီးအားလုံးပဲမင်္ဂလာပါရှင်။အင်ဒိုနီးရှားနိုင်ငံကိုစူးစီးခဲ့သောလွတ်လပ်ရေးဖခင်ကြီးဆူကာနိုရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါရဲ့ရှင်။ကမ္ဘာကြီးရဲ့သမိုင်းစာမျက်နှာတွေမှာတော့ကိုပိုင်အစွမ်းစာတွေနဲ့လွတ်လပ်ရေးတွေကို တောင်းဆိုခဲ့ကြတဲ့သူရဲကောင်းတွေအများကြီးရှိခဲ့ကြပါတယ်။သူတို့ရဲ့စိတ်သက်ခွန်အားစူးစမ်းမှုတွေဟာဆိုရင်လူမျိုးတစ်မျိုးရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ခဲ့ကြပါတယ်။ ်အင်ဒိုနီးရှားနိုင်ငံမှာလည်းဒီလိုထူးခြားတဲ့ခေါင်းဆောင်တို့ကရှိနေခဲ့ပါတယ်သူကတော့နိုင်ငံကိုနေချက်လက်အောက်ကနေလွတ်မြောက်အောင်ကြိုးစားပေးခဲ့တဲ့သူကလိုပဲဖြစ်ပါတယ်ရှင်သူကလိုကတော့1900ခုနှစ်ဇွန်လ6ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံဆူယာဘာယာမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ငယ်နေမေကကုစနိုဖြစ်ပြီးအင်ဂျင်နီယာပညာရပ်ကိုလေ့လာသင်ယူရင်းနဲ့ပဲသူ့ရဲ့ငယ်ဘဝတစ်လျှောက်လုံးကိုတော့ Dutch Colony တင်ချက်ရဲ့ဖိနှိပ်ခံမှုအောက်မှာကိုယ်တိုင်ကိုကျတုံ့ပြန်ခံစားခဲ့ရသူပါ။ 1928ခုနှစ်မှာတော့အင်ဒိုနီးရှားအမျိုးသားပါတီကိုတည်ထောင်ခဲ့ပြီးဒက်စ်အစိုးရရဲ့လွတ်လပ်ရေးပေးရေးကိုဆန့်ကျင်တိုက်ခိုက်ဖို့အတွက်အချင်းချခံခဲ့ရပါတယ်။ကျင်းနောင်တွေကနေတောင်မှသူဟာလွတ်လပ်ရေးကိုရရှိဖို့အတွက်အင်ဒိုနီးရှားပြည်သူတွေကိုစီးလုံးညီညွတ်အောင်လှုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။1945ခုနှစ် ်ဩဂတ်လ18ရက်နေ့မှာတော့စစ်ပွဲကြီးပြီးဆုံးပြီးတဲ့နောက်မှာဆူကာနိုဟာအင်ဒိုနီးရှားနိုင်ငံရဲ့လွတ်လပ်ရေးကိုကြေညာခဲ့ပြီးဒီလိုလွတ်လပ်ရေးကြေညာခဲ့တာဟာတက်စ်တွေကိုစိန်ခေါ်လာခြင်းဖြစ်ပြီးနှစ်ပေါင်းများစွာကြာတဲ့စစ်ပွဲတစ်ခုကိုပါဥတည်စီသွားခဲ့ပါတယ်။ဆူကာနိုဟာအင်ဒိုနီးရှားရဲ့လွတ်လပ်ရေးအတွက်ဘွားတစ်ခုလုံးကိုပေးဆက်ခဲ့ပြီးသူ့ရဲ့ကောင်းဆောင်မှုပုံစံတွေနဲ့လှုပ်ဆောင်ချက်တွေကတော့အမျိုးသားရေးစိတ်သက်တွေကိုတည်ဆောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ူကန်တို့ဟာလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့အင်ဒိုနီးရှားနိုင်ငံသားတွေကိုပန်ကာစီလာလို့ခေါ်တဲ့အခြေခံမူ၅ချက်နဲ့ပေါ်မှာခြေခံပြီးချီလုံအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီမူ၅ချက်ကတော့အမျိုးသားရေးစိတ်သက်၊လူသားချင်းစာနာမှု၊ဒီမိုကရေစီ၊တရားမျှတမှုနဲ့ဘာသာရေးယုံကြည်မှုတို့ပဲဖြစ်ပါတယ်။နိုင်ငံသားရေးမူဝါဒတွေကိုတော့စူကန်တို့ဟာအင်ဒိုနီးရှားကိုဗမ်လိုက်နိုင်ငံအဖြစ်ရပ်တည်စေခဲ့သူပါ။ဒါကြောင့်လဲ 1955ခုနှစ်မှာတော့အာဖရိကအာရှညီလာခံကိုအိမ်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပြီးအာရှနဲ့အာဖရိကနိုင်ငံတွေကိုစီစဉ်နိုင်မှုအတွက်ဦးဆောင်ခဲ့ပါတော့တယ်။အင်ဒိုနီးရှားပြည်သူတွေစူကာနူကိုလေးစားချစ်တင်ရတဲ့အကြောင်းရင်းကတော့အင်ဒိုနီးရှားရဲ့လွတ်လပ်ရေးခရီးကိုစတင်ခဲ့သူဖြစ်ပြီးလွတ်လပ်ရေးရဲ့ဖခင်ကြီးဖြစ်ကသူ့ရဲ့ရဲရင်နဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲဒက်ရှ်တွေလက်အောက်ကနေလွတ်မြောက်ခဲ့ရတာကြောင့်ပါ။ အင်ဒိုနီးရှားပြည်သူတွေဟာဘယ်တော့မှမမိနိုင်ခဲ့ပဲသူဟာကွဲပြားခြားနားတဲ့လူမျိုးတွေနဲ့ဘာသာရေးတွေကြားမှာဒန်းတူညီမျှမှုကိုတိစောက်ခဲ့ပါတယ်နိုင်ငံကိုစီးလုံးအောင်လှုပ်ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်ပါတယ်စူကာနိုဟာအလွန်ထက်မြက်တဲ့ပြောဆိုစည်းရုံးနိုင်စွမ်းရှိသူတဦးဖြစ်ပြီးသူ့ရဲ့မိန်ခွန်းတွေဟာဆိုရင်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပါတယ်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ဖို့လှုံ့ဆော်ပေးနိုင်ခဲ့ပြီးဇူကာနိုဟာ1968ခုနှစ်မှာတော့သမ္မတရာထူးကနေနှုတ်ထွက်ခဲ့ပါတယ် ဒီလိုနှုတ်ထွက်ခဲ့ပြီး1980ပြည့်နှစ်မှာတော့ပွဲလွန်သွားခဲ့ရပါတော့တယ်သူဟာခေတ်အင်ဒိုနီးရှားနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဖခင်ကြီးဖြစ်အင်ဒိုနီးရှားပြည်သူတွေရဲ့နှလုံးသားထဲမှာတော့အမြဲတမ်းရှင်သန်နေပါပဲဖြစ်ပါတော့တယ်။သူ့ရဲ့ကြော်ကြားလာတဲ့စကားတစ်ခုနဲ့ညီကုန်းချုပ်ရမယ်ဆိုရင်တော့တန်းပြည်ရဲ့ဒေါ်လာရင်းဟာမပြီးဆုံးသေးဘူး။ဘတော်မှလည်းမပြီးဆုံးနိုင်ဘူး။ဘာလို့လဲဆိုတော့ဒေါ်လာရင်းဆိုတာဟာအမြဲတမ်းရှိဆက်သွားနေရမယ်ခရီးတစ်ခုဖြစ်လို့ပါပဲဆိုတဲ့စကားလေးပဲဖြစ်ပါတော့တယ်ရှင်။